အလုံးမဲ့မင်္ဂလာပါဒီလိုခေတ်စားနေတဲ့ပုံမျိုးကိုကျွန်တော်ဘလို့ front နဲ့ထည့်ပြီးမှ ChatGPT မှာ generate လုပ်ရမယ်ဆိုတော့ပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ဒီ logo style ပုံလေးကိုလုပ်ပြပါမယ်ကျွန်တော်ဒီမှာဆိုရင်ဓာတ်ပုံထည့်မယ်ထည့်ပြီးရင်ဒီရဲ့ font လေးကိုထည့်ပြရပါမယ်ပြီးရင်ကျွန်တော် generate လုပ်လို့ရပါပြီခဏတော့စောက်ပြရပါမယ် အဆိုရင်ရပါပြီဒီတစ်ခုကတော့ wine 2 case time ဖြစ်ပါတယ်ခုပြောင်းနေဖောင့်လေးကတော့ဒီဟာလေးဖြစ်ပါတယ်ကဲအဆိုရင်ထုံးစံတိုင်းကျွန်တော်ပုံထဲမယ်ထည့်ပြီးဖောင့်ထည့်လိုက်မယ်ပြီးရင်ခဏစောင့်ပြရပါမယ်အဆိုရင်ရပါပြီဒီ plus twin အယုတ်လေးဆိုရင်လည်းကျွန်တော်ကိုပြောင်းနေတဲ့ပုံထဲမယ်ထည့်ပြီးဒီရဲ့ front လေးကိုထည့်ပြရပါမယ်ထည့်ပြီးကျွန်တော်ခဏစောင့်ပြရပါမယ်ဒီ front လေးကိုလည်းကျွန်တော် comment မှာရေးသွားပေးပါမယ်ဒီလို enemy style ပုံလိုနေတယ်ဆိုလည်းကျွန်တော်ဒီ front လေးကိုထည့်ပြရပါမယ်ပထမဆုံးကျွန်တော်ပုံထဲမယ်ပုံထည့်ပြီးမှဒီ front လေးကိုထည့်ပြရပါမယ် ဒီမှာဆိုရင်ကျွန်တော်ပြောင်းနေတဲ့နာမည်ကိုကိုကြိုက်လို့ပြောင်းလို့ရပါတယ်။ကြိုက်တဲ့ background ပြောင်းလို့ရပါတယ်။ kawaii ပုံစံပုံလေးဆိုရင်ဘယ်လို front ထည့်ရမလဲဆိုရင်ဒီ front လေးကိုထည့်ပေးရပါမယ်။ ်ဆိုရင်တော့ဒီ front လေးကိုထည့်ပြရပါမယ်ဒီတချင်းနေရာမှာဆိုလဲကိုကြိုက်တဲ့တချင်းကိုပြောင်းပြီးမှထည့်လို့ရပါတယ်ဟော chat gpt မှာဆိုရင်ပုံတွေကိုတရက်ကို၃ပုံလောက်ပဲ generate လုပ်လို့ရပါတယ်ကိုကြိုက်တဲ့ background တွေဒီနေရာမှာအစားထိုးပြီးမှလည်းပြင်လို့ရပါတယ် front တွေကိုကျွန်တော်ပုံတစ်ခုချင်းစီလုပ်ပြီးမှလည်းတင်သွားပေးဖို့ရှိပါတယ်ကျွန်တော် TikTok and YouTube ကိုလည်း follow and subscribe လေးလုပ်သွားပေးပါအောင်ဗျာအားလုံးကျေးဇူးတင်ပါ